ဒါကျွန်တော်တို့ချစ်တဲ့တမန်တော်ကြီးတာဝန်ကြည့်ပါတယ်အဲ့တော့ဗမာမျိုးတိုက်ပွဲကတော့လက်ရှိပြည်နယ်နေဆက်ဖြစ်တယ်ကျွန်တော်တို့ကမေးချင်တာဒီ PDF တို့ KIA တို့မေးချင်တာခင်ဗျားတို့မျိုးလုံးတွေရှိသေးလားလက်တွေရှိသေးလားကျွန်တော်တို့ရှိသေးလားခင်ဗျားတို့အင်္ဂါစုံသေးလားမင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတွေနဲ့အတူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တက် relation လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်ပမာဆုံးတရင်တပုတ်အနေနဲ့ဗမော်မျိုးအခြေအနေဒီနေ့ပဲကျွန်တော်ဗမော်မျိုးတိုက်ပွဲအခြေအနေကိုတင်ပြပေးပါမယ်။အဲ့တော့ဗမော်မျိုးရဲ့တကြောပြတိုက်ပွဲတွေကဧပြီလ25ရက်နေ့ကနေစပြီးတော့တိုက်ပွဲတွေစခဲ့ပါတယ်။ ယနေ့ဒီလည်းကျွန်တော်တို့ဒီတိုက်ပွဲတွေကပြင်းထန်နေစဖြစ်ပါတယ်တိုက်ပွဲတွေကတော်တော်လေးပြင်းထန်နေပါတယ်လက်ရှိဒါစစ်သွေးကြော KI အဖွဲ့ကတော့တို့ဒီလိုအပ်တဲ့လိုအပ်တဲ့အင်အားကိုသူတောက်လျှောက်ပို့နေလို့သိရတယ်အဲ့တော့ထိခိုက်မှုတွေကတော့စစ်သွေးကြော KI ဘက်မှာတော်တော်ကြီးကိုများနေတယ်ထိခိုက်မှုတွေသေဆုံးမှုတွေတော်တော်ကြီးကိုများနေတယ်ဘမော်မျိုးတိုက်ပွဲနဲ့ပတ်သက်ရင်ကျွန်တော်တပ်မတော်ကဒါအများစွာအောင်မြင်လို့ကျွန်တော်ပြောရမှာဖြစ်ပါတယ်ဘမော်မျိုးတိုက်ပွဲတနည်းအားဖြင့်ဗျာခင်ဗျားလည်းအများကြီးပြောမနေပါနဲ့အများကြီးစဉ်းစားမနေနဲ့ နိုင်ငံတော်ရဲ့ဂုဏ်သိက္ခာတိုက်ပွဲတပ်မတော်ရဲ့ဂုဏ်သိက္ခာတိုက်ပွဲပြီးွားရခင်ဗျာဗမာမျိုးပါဝိုင်းမှာပေးလိုက်ရမယ့် AR မြစ်တစ်ချမ်းလုံးခင်ဗျားတို့မြန်မာနိုင်ငံမြေပုံမြင်ကြည့်လိုက်တစ်ချမ်းလုံးပါသွားပြီအဲ့တော့ဗမာမျိုးရဲ့တိုက်ပွဲကနိုင်ငံတော်ရဲ့တိုက်ပွဲတပ်မတော်တိုက်ပွဲတနည်းအားဖြင့်ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေအတွက်တိုက်ပွဲပဲကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေအတွက်တိုက်တဲ့တိုက်ပွဲတိတ်ကိုအရေးပါတယ်တိတ်ကိုအရေးပါတယ်တိတ်ကိုဂုံတိတ်ခါရှိတဲ့တိုက်ပွဲ တော့ဗမာမျိုးအခြေအနေနဲ့ပတ်သက်လက်ရှိကဒီတိုက်ပွဲတွေကပြင်းထန်နေတယ်တစ်ဖက်ကလည်းဒီစစ်သွေးကြောအုပ်စုတွေကလည်းဒါမနေ့ကမနေ့ကသူတို့အဲ့မှာရေးတာတွေ့ရတယ်ဗျအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီ NUG မီဒီယာလည်းတော်တော်လေးဖော်ပြနေတွေ့ရတယ်အဲ့ဒါကဒီစကား21ပေါ့ဗျစကား21ကရဲမေလူကြီး120ခန်းကလည်းသူတို့သူတို့တည်းသူတို့သူတို့တက်လာပြီးလင်းဝင်တယ်ပေါ့ဗျာသူရေးတာကစကား21 21မှာရှိတဲ့21မှာရှိတဲ့ဒီရဲမေတွေအားလုံး120ကသူတို့မှလက်နက်တွေလင်းဝင်တယ်တဲ့အဲ့တော့ လက်ရှိတိုက်ပွဲဖြစ်နေတာကစကားကတဲ့ကာကင်းနေလောက်ပဲရှိသေးတယ်။အေရီးယားတွေမှာမရှိသေးဘူး။အဲ့တော့ဒီရဲမေတွေနဲ့ရဲမေတွေအားလုံးကစကားက20 20စကားက21ရဲ့အေရီးယားတွေမှာရှိတာအဲ့တော့သူတို့ဒီစစ်သွေးကြောအုပ်စုတွေလက်ရှိသူတို့ရောင်းနေတဲ့နေရာကစကားကကာကင်းကိုပဲသူတို့တိုက်နေစေပဲရှိတယ်ကာကင်းတွေပါဒီနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေစေပဲဖြစ်တယ်ဘလို့ဖြစ်ပြီးတော့ဒီစကားက21အတွင်းထဲကရဲမေတွေကဘလို့ဖြစ်လို့ဒီအရေးကိုကြော်ပြီးသူတို့ဒီသွားပြီးလက်နက်နဲ့အလင်းဝင်ရပါလဲ တတိယနေ့ကကျွန်တော်သတင်းမှားတာဖြစ်ပါတယ်စကားက27မှာရှိတဲ့ဒါရဲမေတွေလုံးဝလုံးဝလက်နက်ချခြင်းမရှိပါဘူးเนาะအဲ့ဒီသတင်းကသတင်းမှားအဲ့ဒီသတင်းကဘယ်ရတက်လဲဆိုတော့စပြီးတက်တာကကျွန်တော်တွေ့ရတယ်မမမရစပြီးတက်တဲ့ကျွန်တော်တို့အခြေအနေကျွန်တော်တင်ပြပါမယ်အဲ့မှာစပြီးတင်တာကဗျာဒီဒီကချင်ရဲ့နာမည်နဲ့ဒီကချင်နာမည်နဲ့အဲ့နာမည်တော့ကျွန်တော်မပေါင်းတတ်ဘူးတော့ဗာကြီးဒါလေးဆိုတော့29ရဲ့လေလာ2025ရဲ့နေ့ကလေစကက27တက်တွင်းပါ စကားက27တက်တွင်းမှာလို့သူသုံးပါတယ်တက်တွင်းမှာရဲမေ100ကျော်ပေါ့ဗျာ KIA ထက်လက်နက်ချပါတယ်တဲ့ဒီမှာဒါသူ့ရဲ့မူကြီးရဲ့ရေးသားတဲ့ post အဲ့ဒီ post ကသူကဒီတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီ KIA ဘက်ကနေ lobby လုပ်ပေးနေတဲ့အုပ်စုတွေဘယ်သူဘွာတော့မသိဘူးအဲ့ဒီအဲ့ဒီအုပ်စုတွေအဲ့ဒီဟာကိုဒီ NGO အုပ်စုမီဒီယာတွေကဒီအကောင့်ကိုကြည့်ပြီးတော့အာစကားက1စကားက27တွေကရဲမေအားလုံးက120က KIA နဲ့လက်နက်ချတယ်ဖြစ်လာတော့ သူရေးတဲ့တမပါတယ်သူရေးတာကလည်းရှင်းတော့မညီညွတ်နံပါတ်1နိုင်ထားလဲဆိုတော့စကားက21တက်သွင်းပါစကားက21တက်သွင်းတက်သွင်းဆိုတော့တက် area ရဲ့အတွင်းရဲမေ100 100ကျော် KI နဲ့လည်းငက်ချပါတယ်လက်ရှိတိုက်ပွဲတွေကစကားက21 area တော့မရောက်သေးဘူးရှေ့ကကာကင်းနေလောက်ပဲရှိသေးတယ်ကာကင်းနေလောက်ပဲရှိသေးတယ်အဲ့ဒီအရနဲ့ပတ်သက်ပြီး NUG မီကတော့ဝေဝေစာရေးတော့ပဲ120 130တဲ့တရေကတရေမှာပါကျွန်တော်တို့မြေပြင်မှာတောက်ချောက်ကျွန်တော်တို့ဆက်ကြရပါတယ်အဲ့တော့ဒီဒီအဲ့အဲ့ဒီဒီဘမော်မာဖြစ်နေတဲ့ဒီအခြေအနေပေါ့ဗျာဘမော်မာဆိုတက်မော်သားတွေ တက်မောက်သားလည်းရှိစစ်သွေးကြောလို့များစွာတုံ့ပြန်လည်းရှိတယ်။အဲ့မှာရှိတဲ့တက်မောက်သားရဲ့လိုအပ်နေတဲ့အရာကကျွန်တော်ဆက်လိုက်ပါ။ဆက်လိုက်။စစ်သားတယောက်ရဲ့ကျွန်တော်တို့ကအရေးကြီးတာကခင်ဗျာဆက်လိုက်ပဲ။စစ်သားတွေအားလုံးကခင်ဗျာဆက်လိုက်လို့ဖွာနေတယ်သူပြောနေတာ။အဲ့တော့ကျွန်တော်တို့ဒီဆက်လိုက်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီများစွာပို့ပြောပါဗျာ။သူသူမိကိုခေါင်းနိုင်ရတယ်မိကိုခေါင်းနိုင်လို့ပဲဖွာဖွာရောင်းပို့ပေးကြပါဆက်လိုက်ကကျွန်တော်တို့အရေးအရေးကြီးပါတယ်။ဆက်လိုက်ကလိုအပ်တာကျွန်တော်စစ်မြေပြင်တိုင်းမှာအားလုံးကဆက်လိုက်လို့တယ်။ဆက်လိုက်လို့တယ်။ကျွန်တော်တို့က ဒီရိတ်ခါတော့ကကျွန်တော်တို့ကဒီဖန်ပြီးပြီးတော့စားတော့လို့ရတယ်ပုံစံမျိုးစုံနဲ့စားလို့ရတယ်ပုံစံမျိုးစုံနဲ့ကျွန်တော်တို့ရလို့ရတယ်တိုးတော်လည်းပဲကျွန်တော်ဆက်လေးကအသိအရေးကြီးတာဆက်လေးသိအရေးကြီးပါဒါကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံမှာဒါအနေနဲ့ရမှာတောင်ဝန်ထမ်းဆောင်တဲ့တပ်မတော်တွေအတွက်ဒါတောင်ဝန်ရှိတဲ့သူများအနေနဲ့ဒီဆက်လေးကိုကျွန်တော်တို့ပို့ပြီးပါများစွာပို့ပြီးပါတော့ဆက်လေးသိလို့တာဗျကျွန်တော်ပြီးခဲ့ရက်ကဒီတောက်ခမ်းတောက်ခမ်းကဒီတက်မော်သားမိသားစုနဲ့တွေ့တက်မော်သားနဲ့တွေ့တယ်ဗျတွေ့တဲ့အခါမှာအဲဒီတက်မော်သားတွေအဓိကလိုအပ်တာဘာလဲဗောကျွန်တော်တို့အဓိကလိုအပ်တာဆလိတ် ဆက်လိုက်ကတိတ်လို့တာရတယ်ကျွန်တော်တို့ကဆက်လိုက်လေးဖွာနေရကျွန်တော်တို့ဘွားရပြည့်စုံနေတာဆက်လိုက်ပဲတဲ့ဒါကြောင့်ကျွန်တော်တို့ဒီဆက်လိုက်ကိုတော့ကျွန်တော်တို့ရောင်းအောင်ပို့ပေးကြပါအဲ့တော့ကျွန်တော်လည်းအဒီအပိုင်းမှာအဲကျွန်တော်လည်းဒီဖတ်ချမ်းတွေပေါ့ဗျာဖတ်ချမ်းတွေဘာမဟုတ်ကျွန်တော်ရောင်းအောင်ကျွန်တော်ပို့ပေးပါမယ်ဒါကျွန်တော်လည်းဒီတက်နိုင်တာဖတ်ချမ်းတွေဝယ်ပေးဝယ်ပြီးတော့ကျွန်တော်ပို့ပေးပါမယ်ဘာကြောင့်ဆိုတော့ဒီကျွန်တော်တို့ချစ်တဲ့တက်မတော်တိုင်းတောင်းဝန်ကြည့်ပါတယ်အဲ့တော့ဗမမျိုးတိုက်ပွဲကတော့လက်ရှိပြည်နယ်နေဆက်ဖြစ်တယ်ကျွန်တော်တို့ကမေးချင်တာဒီ PDF တို့ KIO မေးချင်တာခင်ဗျားတို့မျိုးလုံးနေရှိသေးလား လက်တွေရှိသေးလားကျွန်တော်တွေရှိသေးလားခင်ဗျားတို့အင်္ဂါဆုံသေးလားမေးချင်ပါတယ်အဲ့တော့လက်ရှိဒီဘမ္ဘောတကြောပြတိုက်ပွဲမှာအကြမ်းဖက်သမားတွေခြေလက်အင်္ဂါတွေဆုံးလို့ရတာမနေဘူးပဲမနေဘူးပဲအဲ့တော့အဲ့တော့ပြီးခဲ့ရက်ကဆိုတခုရှိသေးတယ်ပြီးခဲ့ရက်ကပါလဲဆိုတော့ဒီမြကြီးနားကို KIA ရှော့လိုက်လို့လည်းပြည့်တယ်အဲ့မှာကျွန်တော်တို့ဒီကလေးငယ်တွေဝန်ထမ်းမိသားစုလေးဝန်ထမ်းမိသားစုဝင်တွေတေသွားတာရှိတယ် KIA ရဲ့ပြစ်တာနော် KIA ရဲ့ပြစ်တာအဲ့တော့အဲ့ဒီလိုကျွန်တော်တို့ကပြစ်ကြကြီးဆိုရင်ဗျာအဲ့လိုမဆိုင်တဲ့နေရာပြစ်ကြကြီးဆိုခင်ဗျာလိုင်းစားဘုံချက်လိုက်ဗျာနောက်ဆုံးဗျာခင်ဗျာကလည်းအေးဆွေးလို့လို့ပေါ့ ကို့ကြည်တောင်းကြရမယ်ဝုံးဝုံးဆိုခင်ဗျာဝုံးမလိုက်တော့ဟောမလိုက်တယ်ပြီးရောအကောင်အသက်တော့မတော်ဘူးအဲ့မဲ့လက်ရှိ KI ရနေပြီးတော့ခင်ဗျာမြေကြီးနောက်ကိုပြစ်တယ်ဝန်ထမ်းမိသားစုလေးသေးပါတယ်အဲ့တော့ဗျာခင်ဗျာ KI လိုင်းစားတို့မိုင်းယာရဲတို့အဲ့မှာရှိရသူတို့နေရာတွေခင်ဗျာကျဲလိုက်စမ်းပါဗျာတကောင်းကတော့အမိတော့မလုပ်ရဘူးအမိတော့မလုပ်ရဘူးဗျာဟုတ်လက်ရှိတော့ကျွန်တော်တို့ဒီမိုင်းယာရဲတို့ဒီလိုင်းစားတို့တော့ကျဲတာတော့မတွေ့သေးဘူးဒါကျွန်တော်မတွေ့တာပြောတာတော့ကျဲတာမတွေ့သေးဘူးပြီးရင် KI ကဒီတိုင်းပြည်ရဲ့တရားစာသားတွေဖိကုတိုင်တာလေဗျာအခုလက်ရှိဒီကချင်ထုတေတာတက်အဲ့မှာမြေရှားတထုတွေတောက်လျှောက်ကိုထွက်နေတယ် ေဇက်ကတောက်လျှောက်ကိုထွက်တယ်မေရှားတက်ထုပြီးရင်ကျွန်တော်တို့ဒီကြောက်စိမ့်နေအဲ့တော့ဒီမေရှားတက်ထုတွေထွက်တာကခင်ဗျားနိုင်ငံတော်လက်အခွင့်မရဘူးနိုင်ငံတော်ရဲ့စာပါကိုဖျက်တာမဟုတ်ကရန်ရဲ့စာပါပဲဖျက်တာအဲ့တော့ကျွန်တော်တို့ကဟိုဟိုဒီဒီနေဇက်ကကိုတော့ကျွန်တော်တခုခုစဉ်းစားပေးစီပေးကျင်တယ်ဗောဗျာခင်ဗျားကြည့်လေဗျာခင်ဗျားအတိုင်းပြည်တရားစတာခင်ဗျား KI ပိုင်တာမှမဟုတ်တာဗျာအဲ့ဒါတိုင်းပြည်ရဲ့2000ကျပ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာကြည့်လိုက်ပြီ။နိုင်ငံတော်ရဲ့တည်ရန်စတာကခင်ဗျ KI ဘာလို့လုံးဝမပါဘူး။လုံးဝမပါဘူးဗျ။ ဲ့တော့အဲ့ဒါနဲ့ပတ်သက်ရင်တော့ကျွန်တော်ပြည့်ပြည့်စုံစုံလုပ်လို့ရတယ်လက်ရှိခင်ဗျာအဲ့မှာထွက်နေတာမနေဘူးတည့်တည့်ထွက်နေတာမနေဘူးမနေဘူးပြီးရင်ခင်ဗျာဖားကတ်မှာကြည့်လိုက်ပြီဖားကတ်မှာခင်ဗျာတူးနေရတာပဲတူးနေတာပဲအဲ့တော့တူးတာခင်ဗျာပဲချိန်တူးလဲဆိုတော့ခင်ဗျားတို့သိရတာပဲပဲပွန်လင်းရသေးကြတူးတယ်ပွန်လင်းရရတူးတယ်ပွန်လင်းရသေးကြရင်တော့ခင်ဗျာတိတ်ပြီးတော့ဘာသာမှမကြောက်ဘူးအပွန်လင်းရသေးကြောင်းရင်တော့အတန်လေးတော့ကြားရတယ်ဗျာဖားကန်းရအချိန်အဲ့လိုရှိတယ်လက်ရှိတော့ကျွန်တော်တို့ဘာလေးဆက်ပြမလို့ကျွန်တော်မသိဘူးအဲ့တော့ခင်ဗျာကချင်ပြည်မှာ ကြောက်စိမ့်တူဖို့ဆိုရင်တော့နံပါတ်1ရမ်းလို့တယ်ရမ်းနေဘရားဝင်နေလေနံပါတ်2စက်သုံးစီလို့တယ်စက်သုံးစီရဘရားဝင်နေလေအဲ့တော့ဗျာခင်ဗျားကလည်းတားကြုံမဖြတ်ပဲတော့ဘလို့ရအောင်လေဗျာတားကြုံမဖြတ်တော့ခင်ဗျားဘလို့မှမဖြစ်နိုင်ဘလို့မှမဖြစ်နိုင်ဗျာစီရီခင်ဗျားပုံစံမျိုးစုံနဲ့ထွက်နေတာပဲဖားကဘက်ကိုဝင်နေတာပဲဝင်နေတာပဲဘရားထွက်လည်းတိနေရပါဗျာတိနေရမယ်အဲ့တော့တခါကျောက်လည်းကျွန်တော်တို့ကဒီဘဲဥအစရှာတယ်လို့ကျွန်တော်တို့ကအဲ့အဲ့လိုဖြစ်နေစီရီဘရားထွက်နေလေပေါ့ဘရားထွက်နေလေ ဘယ်ကနေဝင်နေလဲရမ်းနေဘယ်ကနေဝင်နေလဲအဲ့တော့ကေရန်ရတော့ခင်ဗျာတည့်တနစ်တနစ်ကိုခင်ဗျာ तू ကြောက်စိတ်တူးတဲ့ຢာဒီမှာ तू တနစ်တနစ်ရတဲ့ငွေကြီးကခင်ဗျာမနေဘူးပဲခင်ဗျာမနေဘူးမြေရှားသတ္တုပြာဦးကချင်းဒုဒေတာတက်ကခင်ဗျာမြေရှားသတ္တုထွက်တယ်ခင်ဗျာမနေဘူးလေကြောက်စိတ်နေမနေဘူးထွက်တာအဲ့ဒါခင်ဗျာနိုင်ငံတော်ရဲ့စာပါကိုဖျက်တာမဟုတ်ဘူးနိုင်ငံတော်ရဲ့စာပါဖျက်တာခင်ဗျာကြောက်မြက်ပြဝဲတော့ကတော့နိုင်ငံတော်ရဲ့စာပါဖျက်တာကျန်တဲ့အရာတွေက KIA ရဲ့စာပါပဲဖျက်တာတစ်လုံးနှမျိုးပေါ့ကောင်တိုင်းပြည်တရားစတာလေ မနေ့ကခင်ဗျားတို့ကျုပ်တို့ကခင်ဗျားတို့ကျုပ်တို့ရှိမှာခင်ဗျားတို့ကျုပ်တို့ရှိမှာမြင်ရတာကဟိုမြည်လို့မြည်ရင်ဟိုလူဦးွားတယ်ဒီလူဦးကဒါပဲမြင်ရတာဟိုဘက်မှာခင်ဗျားမနေ့ဦးပဲဖြောနေတာမနေ့ဦးဒါလို့ကျွန်တော်တို့ကနောက်လာနောက်သားနောက်နောက်လာနောက်သားတွေကျွန်တော်တို့ကထိန်းသိမ်းဖို့လိုတယ်ဗျထိန်းသိမ်းဖို့လိုမြေချသက်ထွေဗျခင်ဗျားမနေ့ဦးပဲမနေ့ဦးရတော့ခင်ဗျားဘယ်လောက်လူပါွားလဲခင်ဗျားပြီးခဲ့ရက်ကခင်ဗျားမြည်ကြီးတော့မြည်ကြီးတော့မှရှေ့ဝင်နိုင်ရအောင်ခင်ဗျားရှော့လိုက်တော့လာပြစ်သွားတယ်လာပြစ်သွားတယ်ဘယ်လောက်မှန်ရင်လဲပေါ့ဗျအခုခင်ဗျားဗမ္မောပြုတ်ဆိုလဲကြေသွားပြီ ကျေသွားပြီတိုးတော်လည်းပဲဒီ KIA ရဲ့ဌာနချုပ်ရှိတဲ့ဒီမိုင်ဂျာရန်တို့လိုင်စာတော့မီးထိန်ထိန်လင်းနေရပဲအဲ့လိုချင်းရောရှိတယ်ဗျအဲ့တော့ကျွန်တော်ဒီသတင်းပြချုပ်ချင်တာကဒီပုံပုံမျိုးတိုက်ပွဲတွေကဆက်ပြီးတော့ပြင်းထန်နေတယ်ဒီတက်မရီဒရုန်းတပွဲကတော့ကျွန်တော်တော်တော်လေးအားကောင်းမွန်တယ်ရှိတယ်အဲ့တော့စော်နေတယ်ဗျာကျွန်တော်တို့ကျွန်တော်တို့သိရတော့အားရကျင်တော့ကောင်းတယ်ပုံပုံမျိုးအခြေအနေနဲ့ပတ်သက်ဘာမှအစိုးရမရှိသေးဘူးအဲ့တော့စစ်သွေးကြောမီဒီယာရေးနေတယ်လို့ဒါရဲရဲမေပေါ့ဗျာရဲမေ130 KI ထဲမှာလက်နက်နဲ့အလင်းဝင်နေဆိုတော့လုံးဝမဟုတ်ပါဘူးသတင်းမှားပါအမှကကျွန်တော်ရှေ့ရဖတ်ပြသလိုပါပဲ အသူရဲ့တရင်ရှင်းအောင်ညညွတ်မှုလည်းမရှိပါဘူးအဲ့တော့ပြန်ဖတ်ပြပါမယ်သူတို့ရဲ့ရေးသားမှု29ရက်လေလ2025ရန်နီအားတဲ့အစက21တက်သွင်းပါတက်သွင်းလို့တုံးထားပါလေရဲမေတရားကျော်ကြင်နဲ့လက်နှက်ချရဆိုတာတရင်ပါပါဒါကတော့ကျွန်တော်တို့ဒါဆပြီးတော့ဒီတရင်တင်တဲ့အကောင့်ကြင်ရဲ့ lobby တရင်တင်တဲ့အကောင့်ဖြစ်ပါတယ်အဲ့ဒီတရင်ကတရင်ပါပါအဲ့တော့ခင်ဗျားတို့နီးစက်ရကြင်နီးစက်ရအဲ့ဒီဗမော်လာတိုက်နေတဲ့ PDF ဖွဲ့ဝင်တွေ KI ဖွဲ့ဝင်တွေခင်ဗျားတို့တငယ်ချင်းရှင်မေးလိုက်ပါ မင်းတို့လက်တွေအကောင်းတိုင်းကြံသေးလားလို့မေးလိုက်ပါခင်ဗျပေးတာမနေဘူးပဲပေးတာမနေဘူးပဲဘုံဘုံမျိုးတိုက်ဝဲရခင်ဗျတကယ်ဟို KI ဘက်ကလည်းသူတို့တော့ကလည်းဒီဂုံသေးခါရတကယ်တိုက်ဝဲပဲသူတို့ကလည်းကြုံသွားပြီဒီဒီတပ်မတော်တော့ကလည်းဒီ KI ဒီဒီဘုံဘုံမျိုးတိုက်ဝဲရအသိကုန်နိုင်ငံတော်ရဲ့အရေးကြီးတယ်တပ်မတော်အရေးကြီးတဲ့တိုက်ဝဲကြီးတိတ်ကိုအရေးကြီးတဲ့တိုက်ပွဲအဲ့တော့နှစ်ပတ်စလုံးကတော့ဒီဗမော်မျိုးတနည်းအားဖြင့်ဒီတပ်မတော်ကတော့ဒီဗမော်မျိုးမကြိုက်အတွက်တပ်မတော်ကကျွန်တော်တောက်လျှောက်ထိုးစစ်ဆင်နေတယ်။ KI လည်းဗမော်မျိုးရရှိအတွက်သူတို့တောက်လျှောက်ကိုကျွန်တော်တို့အင်အားလုံးနဲ့တိုက်နေတာတွေ့ရတယ်။အဲ့တော့အဆုံးသက်တွေဘာဖြစ်မလဲဆိုတော့ကျွန်တော်ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်။ ဒုတိယသင်္ဘောဆက်ပြီးပြင်ပြပေးခြင်းပါလေဒါကတော့မိုးပြဲအဲတော့မိုးပြဲကလည်းတိုက်ပွဲတွေတော်တော်ကြီးကိုပြင်းထန်နေတယ်မိုးပြဲမျိုးကရှမ်းပြည်နယ်တောင်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းနဲ့ဒီကယားပြည်နယ်ရဲ့အဆက်အဆက်မှာရှိတဲ့မြို့အနည်းအားဖြင့်ကျွန်တော်ရှမ်းတောင်နဲ့ကယားပြည်နယ်ရဲ့ဝင်ပေါင်းမြို့စေရီယာအရေးပါတယ်စေရီယာအရေးပါတယ်အဲတော့ကျွန်တော်တို့ဘယ်လောက်ထိအရေးပါလဲဆိုရင်နေပြည်တော်ထိပါအရေးပါတယ်စေရီယာစေရီယာရန်ကုန်အရေးပါတယ်အဲတော့လက်ရှိဒီမိုးပြဲမှာကျွန်တော်တို့တိုက်ပွဲတွေပြင်းထန်နေတယ် မူပြဲမျိုးကိုစစ်သွေးကြွတွေက2023ခုနှစ်နိုဝင်ဘာလမှာမူပြဲမျိုးထင်ချုံထားတယ်တို့တော့လည်းပဲဒီမိုးပြမျိုးအနီးမှာရှိတဲ့ဒီခမရ၄နှစ်နှစ်ကိုတော့တို့တို့ထင်ကြုံနိုင်ရင်မရှိဘူးအဲ့တော့ဒီမိုးပြမျိုးရဲ့အခြေအနေနဲ့ပတ်သက်ရင်တို့ဘုတ်ဒီခမရ၄နှစ်နှစ်အခြေအနေနဲ့ပတ်သက်ရင်ဒီမှာရှိတဲ့တမောသားတွေအားလုံးအားလုံးကကျွန်တော်တို့တောင်ခန်းဒေသလိုပါပဲကျွန်တော်တို့ပြင်းပြလိုက်ရင်တကယ်ဒီပျောက်မြောက်လုံးနဲ့ဒီတောင်ခန်းကိုမှကျွန်တော်တော်တော်ပြင်းပြကြပါတယ်အဲ့တော့တောင်ခန်းနီးတူကျွန်တော်တို့ခမရ၄နှစ်နှစ်ကလည်းတောင်ခန်းနီးတူပါပဲတကယ်ကိုကျွန်တော်ပျောက်မြောက်တဲ့ဒီတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်တမောသားတွေဖြစ်ပါတယ်အဲ့တော့ အကြံပတ်အုပ်စုတွေကသူတို့ကမိုးပြမျိုးထိချုပ်တယ်ထိချုပ်ပြီးတော့အဲ့မှာကျွန်တော်အုပ်ချုပ်ရန်နေရဘာမှရှိတော့ဘူးဒီတက်ရဲ့ AD ရအောင်ပါပဲရှိတော့တယ်အကြံပတ်သမားတွေကဒီ2023ခုနှစ်ကနေပြီးတော့ကျွန်တော်တို့ဒီဒီတကြောလုံးပေါ့2023ပြီးရော24 24အနှစ်ကုန်လောက်ကြီးဆိုတောက်လျှောက်ကိုတိုက်တယ်တိုက်တယ်ဂျာထဲမှာသူတို့အင်အားစုတွေတိုက်တယ်အင်အားစုတိုက်တယ်ထို့တော်လည်းပဲဒီ၄နှစ်နှစ်ကိုသူတို့တိုက်ပိုက်နိုင်ခြင်းမရှိဘူးမရှိတဲ့အခါကျတော့ဒီတက်မတော်က2025ခုနှစ်နှစ်စာပိုင်းလောက်မှာဒီတက်မတော်နဲ့ဒီတက်မတော်ရဲ့ဒီမဟာမိတ် တပ်ဖွဲ့တွေပေါ့ဗျာတနည်းအားဖြင့်ကျွန်တော်နားလေပို့ပြည်သူစစ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ပူးပေါင်းပြီးတော့ကျွန်တော်ရှမ်းပြည်နယ်တောင်ပိုင်းကနေပြီးတော့တောက်လျှောက်နေပြီးရှင်းလုံးကိုတောက်လျှောက်လုပ်တယ်လက်ရှိတော့ကျွန်တော်မိုးပြင်းမြို့ရောက်နေပြီမိုးပြင်းမြို့ရောက်နေပြီအဲ့တော့ဒီမိုးပြင်းမြို့ကဘလောက်ထိအရေးကြီးလဲဆိုရင်ကျွန်တော်ရှမ်းပြည်နယ်တောင်ပိုင်းတင်ငင်အတွက်လည်းမိုးပြင်းမြို့ကအရေးကြီးတယ်ပြီးကျွန်တော်ကယားပြည်နယ်ရဲ့ကယားပြည်နယ်တနည်းအားဖြင့်ကယားပြည်နယ်မြို့တော်လွိုင်းကော်မြို့နဲ့အုတ်ချိုရီတို့ကလည်းအရေးကြီးတယ်တနည်းအားဖြင့်ကျွန်တော်တို့ဒီလွိုင်းကော်နဲ့လွိုင်းကော်နဲ့ကျွန်တော်နေပြည်တော်နဲ့ချိတ်လို့ရတယ်လွိုင်းကော်နဲ့တစ်ဖက်ကကျွန်တော်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ချိတ်လို့ရတယ် မိုးပြေကမိုးပြေရဲ့အေးပါမှုအလောက်အေးပါတယ်တစ်ဖက်မှာလည်းကျွန်တော်မိုးပြေမြုပ်ကဒီအကြက်ဖက်တည်းရဲ့ဒီရှေ့ရဲ့အခိုင်မှာကာကင်းအဲ့ဒီကနေကြော်သွားမယ်ဆိုရင်တော့ဒီအကြက်ဖက်တမားရဲ့အတွက်ဒီတောက်လျှောက်ကြောင့်နေမြေတွေဆုံးရှုံးမှန်နေတာဖြစ်တယ်လက်ရှိဒီမိုးပြေမြုပ်ရဲ့အခြေအနေကစစ်သွေးကြွားကရပီဒီအေအဖွဲ့အတွက်လည်းကျွန်တော်အရေးကြီးတယ်လို့ပဲနောက်ထပ်အရေးကြီးတာကကျွန်တော်တက်မတော်အတွက်တနည်းအားဖြင့်ကျွန်တော်တို့ကရပီနယ်မြို့တော်လွိုင်းကုန်းမြို့နယ်အုပ်ချုပ်ရေးအတွက်လည်းအရေးကြီးတယ်လွိုင်းကုန်းမြို့ရဲ့ပြည်နယ်မြို့ရဲ့ကျွန်တော်တို့ပြည်နယ်ရဲ့အုပ်ချုပ်ရေးအတွက်လည်းအရေးကြီးတယ် ထို့တူပါပဲကျွန်တော်ဒီနေပြည်တော်နဲ့ဆက်ဆက်တဲ့ရှမ်းပြည်နယ်တောင်ပိုင်းဆက်ဆက်တဲ့နေပြည်တော်ပင်လောဖဲကုန်မိုးပြောပါဗျအဲ့ဒီကြောလုံးနဲ့လည်းဆက်ဆက်ပြီးတော့ကျွန်တော်တို့ဒီလုံချုံကြီးစေးရတဲ့အရင်ကြီးတယ်တစ်ဖက်မှာကျွန်တော်တို့ဒီရှမ်းပြည်နယ်တောင်ပိုင်းတော့လည်းလုံချုံကြီးစေးရအရင်ကြီးတယ်အဲ့တော့နိုင်ငံတော်အတွက်တပ်မတော်လည်းအရင်ကြီးတယ်တနည်းအားဖြင့်ကျွန်တော်တို့နေပြည်တော်နဲ့နေပြည်တော်ကောင်စီနေပြည်တော်လည်းအရင်ကြီးတယ်ရှမ်းပြည်နယ်တောင်ပိုင်းတော့လည်းအရင်ကြီးတယ်နောက်ဆုံးမှတိတ်ကိုအရင်ကြီးတာကကျွန်တော်တို့ဒီကြောက်ဆက်မြေပြန့်လုံမြေကြီးကိုအရင်ကြီးတာဒီနေရာကြီးကဒီနေရာရဲ့တိတ်ကိုအရင်ကြီးတဲ့နေရာအဲ့တော့လက်ရှိတော့ကျွန်တော်တိုက်ပွဲတွေကပြင်းထန်နေဆဲဖြစ်တဲ့ တော့တံပရောကတော့ဒီအကြမ်းဖက်သမားတွေရဲ့ကာကင်းတွေကိုတောက်လျှောက်တောက်လျှောက်ရတယ်။အဲ့တော့အကြမ်းဖက်သမားတွေကသူကမိုးပြဲမြို့မှာသူတို့ကတနှစ်လောက်သူတို့ကနေလိုက်ရတယ်။တနှစ်လောက်နေလိုက်ရတော့သူတို့ဒူးလေးအဆောက်အဦတွေကြားထဲမှာဒီခန်းစစ်ကိုသူတို့ခိုင်ခိုင်မာလုပ်တယ်ပေါ့။ခန်းစစ်ကိုဘုံကိုချင်းနဲ့ခန်းစစ်တွေတောက်လျှောက်တောက်လျှောက်ခိုင်ခိုင်မာလုပ်တယ်။ခိုင်ခိုင်မာလုပ်တဲ့အခါကျတော့ဒီတံပရောတိုက်ရတဲ့အခါမှာအချိန်တော့နည်းနည်းယူလိုက်ရတော့အချင်းတွေတော့ဆောလို့လက်ရှိတော့ကျွန်တော်တို့ဒီကာကင်းတွေအများစုတော့တော်တော်လေးရထားတယ်လက်ရှိတဲ့ကျွန်တော်တိုက်ပွဲတွေကပြင်းထန်နေစေဖြစ်တယ် ဒိုက်ဝဲတောင်ချောပြင်းထန်နေတယ်အဲ့တော့မိုးပြင်းမျိုးကိုတပ်မတော်ကရရှိသွားပြီဆိုရင်တော့ကျွန်တော်တို့ဒါရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကရလိုင်ကုန်မျိုးကဒါအခက်အခဲမရှိချိတ်ဆက်လို့ရသွားပြီပြီးကျွန်တော်တို့ဒီပင်လောင်းဘက်ကနေပြီးတော့ကျွန်တော်တို့ဒီကရဘက်ကိုဆင်းမဲ့လမ်းကြောင်းတွေအားလုံးကကျွန်တော်တို့အခက်အခဲမရှိဒါတွားလို့လာလို့ရသွားပြီအဲ့တော့ရှေ့အရင်ရခင်တော့ကကျွန်တော်တို့ဒီပိုးပိုးတိုင်းသားတွေကပိုးတိုင်းသားတွေကဒီကရပြည်နယ်မှာရှိတဲ့ကရတိုင်းသားတွေကိုဆစ်ဆောင်တဲ့ကရတိုင်းသားတွေကိုသူတို့ဒေသမှာထားပြီးတော့ နေဖို့စားဖို့အကုန်လုံးကျမ်းမာရာစအကုန်လုံးထောက်ပံ့ခဲ့တယ်။အဲ့ဒီလိုစစ်ဆောင်နေတဲ့အတူပါကပ်ပြီးပါလာတာကစစ်သွေးကြောအုပ်စုတွေ၊ကရားစစ်သွေးကြောအုပ်စုတွေပြီးရင်ကျွန်တော်တို့ဒါပိုးစစ်သွေးကြောအုပ်စုတွေကပ်ပါလာတယ်။ကပ်ပါလာပြီးရနောက်ပိုင်းမှာတို့ဘာဆက်လုပ်လဲဆိုတော့ကျွန်တော်တို့ဒီစီဆိုင်ကိုစီဆိုင်ကိုတို့ဝင်တိုက်တယ်။အုပ်စုလိုက်ကျွန်တော်တို့ဒါရိတ်ခါလာဖို့လေရိတ်ခါဖြတ်တယ်ဆိုတော့ကျွန်တော်တို့လက်နက်ခဲနဲ့တေလာတယ်။နောက်ဆုံးကျွန်တော်စီဆိုင်မျိုးကြီးပြကြသွားတယ်။ပြကြသွားပြီးရနောက်ပိုင်းမှာကျွန်တော်ဒစားစပ်ပြန်ရှင်းလိုက်ရတယ်ဒါပဲ။ ပြန်ရှင်းလိုက်ရနေတာပဲကျွန်တော်လက်ရှိဒါရှက်မိတဲ့တောင်ပိုင်းတည်ငြိမ်တဲ့ပတ်သက်ရင်ကျွန်တော်တို့ဒါပို့ပြည်သူစစ်တပ်ဖွဲ့ရဲ့စွမ်းဆောင်ရုံကျွန်တော်များစွာဂုဏ်ပြုပါတယ်အဲ့ဒီတပ်ဖွဲ့ရဲ့ကျွန်တော်တို့ဒါစွမ်းဆောင်မှုပါလေကျွန်တော်တို့ဒါဂုဏ်ယူနေရမှာလည်းဖြစ်ပါတယ်အဲ့ဒီဒါကြောင့်ဒီအဖွဲ့တွေအကြောင်းသာကျွန်တော်တို့တိုက်ပွဲတွေကဒီကြောက်ဆယ်လွင့်ပြည်ဒီရောက်မလာတာတွေစစ်မီးကကျွန်တော်စီဆိုင်တော့မှာပဲရောက်လာတာတွေဒီလိုအခြေအနေကြောင့်ဖြစ်ပါတယ်အဲ့တော့ဒီပို့ပြည်သူစစ်တပ်ဖွဲ့ကကျွန်တော်တို့အတွက်တကယ်ကိုကျွန်တော်တို့လုံခြုံရေးနဲ့ပတ်သက်ရင်ဒါခိုင်ခိုင်မာမာရှိတဲ့အဖွဲ့အစည်းလို့ပြောရမှာဖြစ်ပါတယ်အဲ့တော့ဒီတင်းတော့ပြချုပ်ချင်ပါတယ် ဒီတနေ့ကတော့ကျွန်တော်တို့ဒါကရားပြည်နယ်ရဲ့အုပ်ချုပ်ရေးအတွက်အရေးကြီးတဲ့ကရားပြည်နယ်လွိုင်ကုံမြို့နယ်ရဲ့အုပ်ချုပ်ရေးအတွက်အရေးကြီးတဲ့လွိုင်ကုံမြို့ရဲ့ဒီနေ့ပြည်အုပ်ချုပ်ရေးရဲ့အရေးကြီးတဲ့အုပ်ချုပ်ရေးအတွက်အရေးကြီးတဲ့ကျွန်တော်တို့ဒါမိုးပြင်းမြို့တက်မတော်တွေအရေးကြီးတယ်နံပါတ်2ကတော့ကျွန်တော်ရှမ်းပြည်တောင်ပိုင်းတင်ရင်အတွက်အရေးကြီးတယ်နံပါတ်3ကတော့ကျွန်တော်တို့ဒါရှမ်းတောင်နဲ့နေပြည်တော်နဲ့ချိတ်ဆက်ထားတဲ့လမ်းမိုက်တွေအရေးကြီးရဲ့မြို့ကြီးလက်ရှိတော့ကျွန်တော်တို့တိုက်ပွဲတွေပြင်းထန်နေပါတယ်အဲ့တော့ဒီလိုတိုက်ပွဲပြင်းထန်တာကောင်းတယ်ဗျအားကြောင့်လဲဆိုတော့တိုက်ပွဲပြင်းထန်တဲ့သဘောတက်မတော်ဒီနေရာကိုရအောင်ယူမယ်ဆိုတဲ့သဘောပဲ ဒီနေ့အောင်ရအောင်ယူမယ်ဆိုလို့ကျွန်တော်တိုက်ပွဲတွေကလိုအပ်တဲ့ကျွန်တော်လိုအပ်ထောက်လိုအပ်တဲ့ကျွန်တော်တို့ဒီစစ်စင်ကိုစောင်းရတာရအောင်ယူမယ်ဆိုတဲ့သဘောပဲအဲ့တော့များမကြမီကာလမှာကျွန်တော်တို့ဒီမိုးပြင်းမျိုးကတက်မတော်ရဲ့ထိချုံမှုအောက်ကိုပြန်ပြီးရောက်မှာပါပြန်ပြီးရောက်တက်မတော်ထိချုံမှုအောက်ကိုရောက်သွားပြီဆိုတော့ကျွန်တော်တို့ဒီအနေနဲ့ရမှာရှိတဲ့မိုးပြင်းဒေသကနေမိမိနေရာကိုမိမိပြန်လာနိုင်ပါလေဖြစ်ပါတယ်